ီနေ့မှလကူရဲ့ Federal FN ရဲ့နေ့စဉ်တည်င်းတွေကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့မူပြမြို့အတွင်းကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ပြီးမပောက်ကွဲတီးတဲ့လက်နက်ကြီးတွေတွေ့တဲ့တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနဲ့အထိမ်မှအဂျန်ဒါအခြေပြုအကြံဖဲမှုပပျောက်ရေးဆွေးနွေးပွဲအကျင်းပတဲ့တဲ့ထိုင်းနိုင်ငံမှာတရားဝင်လောက်တာမဟုတ်တဲ့အတွက်အဖမ်းခံရပြီးခလာရ၄၃တိတက်ကိုအဖို့ခံရသူနှစ်ဦးတော်လည်းရတဲ့ထံထွက်ပြေးခလုံးတဲ့တဲ့စားတဲ့တဲ့ပါဝင် ဖရဖ်အန်ယနီစင်တဲ့ဒွန်းလူကိုကြားရမှာပါရှန်ဂရင်းနီနဲ့ဆမူပြေမျိုးအတွင်းကိုစစ်ကောင်စီတပ်ကမနေ့ကမလာရှိရနေ့မှာလင်းနေကြီးတွေရန်တံပစ်ခတ်ပြီး လင်းနေကြီးတချို့ပောက်ွယ်ခဲ့တယ်လို့မပောက်ွယ်သေးတဲ့လင်းနေကြီးတွေကိုလည်းတွေ့ရတယ်လို့မူပြတီတက်ခန့်တူကဖရက်ဖ်အန်ကိုပြောပါရယ်စစ်ကောင်စီတပ်ကနေ့လယ်ကနေညနေ6နာရီအထိလင်းနေကြီးတွေပြစ်ခတ်နေပြီးပြစ်ခတ်တဲ့လင်းနေကြီးတွေကြောင့်မူပြတိုက်နေစေယုံမီလောင်သွားခဲ့တယ်လို့စေယုံကိုထအိမ်လဲမီလောင်ပြစ်စီသွားခဲ့တယ်လို့သိရပါရယ်စစ်ကောင်စီတပ်ကလင်းနေကြီးတွေနဲ့နေ့တိုင်းပြစ်ခတ်နေတာကြောင့်အရက်သားတွေအနေနဲ့အင်တွင်မီလောင်ပြစ်စီမှာကိုစိုးရင်နေရတယ်လို့ဆိုပါရယ် ရှန်ဂရနီနေဆက်တစ်ချောင်းမှာယခုနှစ်2025ခုနှစ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးနှစ်ဦးအပါအဝင် အရက်သားပြည်သူ ခုနှစ်ဦးတိဆုံခဲ့ပြီးဆက်လက်ဦးတိခိုက်တဲ့ရရှိခဲ့တဲ့အပြင်ပြည်သူနေအိမ်30ရှိလုံးကျောင်းနှစ်ကျောင်းနဲ့ဖုန်ကြီးကျောင်း၅ကျောင်းတိခိုက်ဖြစ်စီခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ အပီပီဆိုင်ရာအမျိုးသမီးများနေ့အထင်မှတ်ဖြစ်မြမအမျိုးသမီးတမက BWU ဦးဆောင်ပြီးဒီနေ့မှလရှိရနေ့မဲဆောမြို့မှာဂျန်တဲ့အခြေပြုအကြံဖဲမှုပပျောက်ရေကောင်းစင်နဲ့ဆွေးနွေးပွဲတရက်ကျင်းပခဲ့ပါတယ် ထိုင်းမြန်မာနယ်စပ်မှာဖြစ်ပေါ်နေတဲ့ gender အခြေပြုအကြမ်းဖက်မှုတွေတိုးပွားလာနေတဲ့အခြေအနေမှာအမျိုးသမီးဖွဲ့စည်းတွေနဲ့မိဖက်ဖွဲ့စည်းတွေကကောင်းဆောင်တွေလူငယ်ကောင်းဆောင်တွေကံတက်အတီးတီးမှာပါဝင်လှုပ်ရှားနေသူတွေကြားအဆိုပါအကြမ်းဖက်မှုတွေညော့နေပပျောက်အောင်ဆောင်ရွက်နိုင်မဲ့ညီလန်းတွေကိုအပြေရှားဖို့ဖြစ်တယ်လို့ BWU တွေ့ဖက်အထွေထွေအတင်းရင်မှုမယီမျိုးကဆိုပါတယ် gender အခြေပြုအကြမ်းဖက်မှုတွေ ိုင်ချာအကူအညီတောင်းခံလာမှုပေါင်း60ကျော်ရှိနေပြီးဥပဒေရဲ့အကူအညီရနိုင်မှု60ကျော်နဲ့ရုပ်ပိုင်းစိတ်ပိုင်းဆွေးနွေးနေတဲ့အကူအညီပေးခဲ့ရမှု30ကျော်ရှိနေပြီးအဲ့အထက်ကအရေးအတွက်20ကျော်မှာဆရှိနီအောက်တွေဖြစ်တယ်လို့နေဆက်ဒေတာရွှေ့ပြောင်းအမျိုးသမီးများအရေးလှှရှာသူနော်ခူပေါ်ကဆိုပါတယ်အမျိုးသမီးများတွေကိုလင်ပိုင်းဆိုင်ရာအမျက်ထုတ်အကြံဖက်ကျူးလွန်သူဘဒုကိုမဆိုချွင်ချက်မရှိလူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့်အမျိုးသမီးတွေအတွက် တရားမျက်တမ်းမှုရှာဖွေခြင်းလမ်းကြောင်းကိုဘူပေါင်းပါဝင်ကြဖို့ပြည်သူတွေကိုတိုက်တွန်းတဲ့အချက်အပါအဝင်အချက်၉ချက်ပါသဘောထားချိန်ညာချက်တစ်စုံကို PWU ကမနေ့ကအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံမှာတရားဝင်လုပ်တာမဟုတ်တဲ့အတွက်အဖမ်းခံခဲ့ရပြီးကော့တောင်မြို့ရှိ ခလာယလီတုံတီတက်မှာတတဆုဆောင်ဖို့အဖို့ခံရသူနှူဟာပြီးခဲ့တဲ့မလ6ရက်နေ့မှာမြိတ်ပြည်သူကကွယ်ရေးအဖွဲ့ထံကိုထွက်ပြေးခွန်လွန်လာခဲ့တယ်လို့အဖွဲ့ရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံက Federal FN ကိုပြောပါတယ်အဆိုပါနှူဟာထိုင်းနိုင်ငံရနောင်းမြို့မှာတရားဝင်လို့တာမဟုတ်တဲ့အတွက်အဖမ်းခံခဲ့ရပြီးတတဆုဆောင်ဖို့ခလာယလီတုံနီတက်တဲ့ကိုအဖို့ခံရသူတွေဖြစ်တယ်လို့သိရပါတယ်ထွက်ပြေးခွန်လွန်လာသူတွေကိုမြိတ်ပြည်သူကကွယ်ရေးအဖွဲ့အနေနဲ့ နူထွေးစွာကျူဆူပြီးဆောက်ရှောက်ထားကလက်ရှိမှာတော့သူတို့ရဲ့စံတဲ့အတိုင်းဂူညီပေးထားဖို့ရှိပါမယ်လို့သိရပါတယ်မကွေတိုင်းမင်းဘူးခရိုင်တမတ်ကူကူလက်အောက်ကစိမှုထန်တက်တာတူလက်နဲ့နဲ့အတူမင်းဘူးခရိုင်အမတ်နီတက်ရင်ထံကိုပဲပြောင်းခုလွန်လာတယ်လို့မင်းဘူးခရိုင်အမတ်နီတက်ကတက်ရင်မူဇာမနီကဖရက်အက်ဖ်အန်ကိုပြောပါတယ် တမကူကူလက်အောက်ကစိမှုထံတက်တာတူဟာစိမှုထံဥပဒေကြောင့်အတင်းအဓမ္မဆုဆောင်ခံရပြီးစိမှုမထမ်းချင်တာကြောင့်မနေ့ကမလခုနှစ်နေ့မှာတော်လရေးတပ်ဖွဲ့ထံကိုပဲပြောင်းခုလွန်လာတာဖြစ်တယ်လို့သိရပါတယ်။ပဲပြောင်းခုလွန်လာတဲ့စိမှုထံတက်တာဟာတမကူကူလက်အောက်မှာလေလခန့်ကြအောင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးအသက်30ဝန်းကျင်ရှိတယ်လို့သိရပါတယ်။အဆိုပါစစ်ကောင်စီတပ်သားကလက်နက်ခဲယမ်းတွေယူဆောင်လာပြီးပဲပြောင်းခုလွန်လာတာကြောင့် ထိုက်တန်တဲ့ဂုံပြုတ်ငွေချီမိပေးထားတယ်လို့သိရပါတယ်။ရန်ကုန်မော်လမြိုင်လမ်းမကြီးစိုက်ထူဘီလင်းလမ်းပိုင်းမှာရင်တန်းလုံချုံရေကင်ပေါ်ဖွဲနဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာနဂါနီစီချောင်းကရေဘော်တို့အူကြောက်ဆုံသွားခဲ့တယ်လို့နဂါဖြူစီချောင်းရဲ့တာဝန်ရှိသူတူကဖရက်ဖ်အန်ကိုပြောပါတယ်။ကြိုက်ထူဘီလင်းလမ်းပိုင်းမှာရှိတဲ့ရင်တန်းလုံချုံရေကင်ပေါ်ဖွဲဟာအင်အား၄၀ဝန်းကျင်ခန့်ရှိတယ်လို့သိရပါတယ်။ ်တီတွေ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ကဘူ၃ပွင့်အပါဝင်စစ်ကောင်စီတပ်သားလူဦးတည်ဆုံးပြီးလူဦးထက်မနည်းတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီနေ့မလ9ရက် Federal FN ရဲ့နေ့စဉ်တည်တွင်းကိုကြားခဲ့ရတာပါ။ကျမဟန်နီပါရှင်။